နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါတော့ကျွန်တော်တို့လက်ရှိဒီအပိုင်းမှာဖြစ်နေတဲ့ဖြစ်နေတဲ့ကျွန်တော်တို့အဖြစ်လွားတွေမီးလောင်လို့ကျောင်းသားကျောင်းသူတွေပြန်ပြီးတော့တောက်တုံဝင်ဆောင်ဝင်ပြန်ဖြေရမယ့်အခြေအနေအော်ဒီသတင်းကအားလုံးပွက်လို့ရရင်အဲ့တော့ဒီရဲ့စူကခင်ဗျားတို့ကျောင်းသားကျောင်းသူတွေမိဘတွေချင်းပါတဲ့ကိုတော်တော်ဆိုက်တာစူပေါင်းမနေဘူးပဲစူပေါင်းမနေဘူးပဲတော်တော်ဆိုက်တာအဲ့တော့တချို့ရောင်းသားမိပါလေအာကျွန်တော်ကျွန်တော်တို့ကဒီဆောင်မှုဘက်ကိုမဖြေနိုင်တော့ပါဘူးဆိုပြီးတော့ပြောတဲ့လူလည်းရှိရဲအဲ့တော့ ထပ်ပြီးသိရတာကဒီကနေ့ကျွန်တော်ပြုံးလင်းမှာရှိရဲကျွန်တော်ရဲ့မိတ်ဆွေတွေရှိတယ်။အဲ့မှာပြုံးလင်းမှာဆိုလဲခင်ဗျားတို့သိပါတယ်ဘောရာတွေနာမည်ကြီးဘောရာတွေပတ်စံလဲပေးတာယာနဲ့ချီလို့ပေးရတာပြုံးလင်းမှာရှိတဲ့ဘောရာเจ้าတွေရှိတယ်အခြားသောဒေသမှာရှိတဲ့ကျွန်တော်တို့ပုဂ္ဂလိကเจ้าတွေရှိတယ်အဲ့ဒီเจ้าတွေဘာလုပ်လဲဆိုတော့ဒီဒီကျွန်တော်တို့တပ်သုံးဝင်ဆောင်ဖို့ပဲပြန်ဖြည့်ဖို့အတွက်သူတို့မှသူတို့ဒီပုဂ္ဂလိကเจ้าတွေဘောရာတွေမှာတက်ခဲ့တဲ့เจ้าသားเจ้าတွေတို့ပြန်ခေါ်တယ်ခေါ်တယ်ပြန်တင်ပေးပေးပေါ့ဗျာရရပောင်းဘလောက်တည်းမှာသူတို့ပြန်တင်ပေးမယ်အောင်ကိုအောင်ရမယ်ဆိုတဲ့ဂရီးနဲ့သူပြန်ခေါ်တယ်ပြန်ခေါ်တဲ့အခါမှာ တယောက်ကိုကြေးရဘယ်လောက်ပေါက်လဲဆိုရင်အနည်းဆုံးဒီ border အသေးလေးဒီပုံလေးအကြောင်းအသေးလေး15သိန်းကနေ3 30 3,50ဒီပေါက်တယ်3 30 3,50လို့ပေါက်တယ်တယောက်ကုန်တော့တယောက်ကိုအဲ့တော့ဒီစနေကြီးကဘယ်သူတွေအစည်းအဝါဖြစ်သွားလဲဆိုရင်ကျွန်တော်ပုတ်ကလေးကပုတ်ကလေးကအကြောင်းနဲ့ border တွေစီးဝါဖြစ်သွားတယ်နော်သူတို့အဲ့မှာအဲ့ဒီအကြောင်းနဲ့ထားနိုင်တဲ့သူတွေအများစုကတော့ငွေကြေးချတာတွေလို့ထားနိုင်တာအကြောမွေးတွေတော်တော်ရှားပါတယ်မထားနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ခင်ဗျာဒီအကြောင်းမှာယာနဲ့ချီပြီးတော့ခင်ဗျာကုန်ကြတဲ့လူမနှဲပါဘူး ဒီเจ้าနေတွားပြီးတက်မယ်ဆိုရယ်ညသူတို့သူတို့ရဲ့အဲ့ဒီလူဒန်းစားတလွာပေါ့ပုဂ္ဂလိကเจ้าနေရဲ့လူဒန်းစားတလွာတွေဘော်ဒါမှာတက်တဲ့လူဒန်းစားတလွာကတော့လာမဲ့လာမဲ့ပြန်လဲကျင်းပပေးမဲ့စာပွေးဘက်မှာဝင်ဖြေလိုက်မယ်သို့တော်လည်းပဲအစိုးရเจ้าနေမှာတက်တဲ့เจ้าသားเจ้าသူတွေဘလို့နဲ့သူတို့ပြန်ဖြေကြမလဲနံပါတ်1သူတို့မှာအိမ်နေမရှိတော့ဘူးအိမ်နေမရှိတော့ဘူးနံပါတ်2အဖေအမေတွေတေဝဲကွက်ခဲ့ရတယ်ရှင်ကွက်ခဲ့ရတယ် နောက်ဆုံးသူတို့ရဲ့မောင်နှမတွေပေဝဲခွဲခဲ့ရရှင်ခွဲခွဲခဲ့ရတယ်။သူတို့မှာစိတ်ဓာတ်ရအကြီးရတယ်ဗျ။စိတ်ပါဝါဘာမှမရှိဘူး။ဒီစိတ်ပါဝါရဖို့အတွက်အစိုးရကလက်ရှိဘာတွေလုပ်ပေးနေပြီလဲ။ပြန်ရဦးဒီတတိယပြည့်ကျွန်တော်ပြန်ရဦးဝင်ကြည့်တာလား။ပြန်ရဦးဝင်ကြည့်တာဘာတွေကူစားပေးနေပြီလဲ။ကူစားပေးပြီလား။နောက်ထပ်ထပ်ပေးနေတာကဗျာ။အဲ့တော့ဒီဒီအကြောင်းသားအကြောင်းသားတွေဆောင်းပွဲပြန်ပြင်မှာဟုတ်ပြီကျွန်တော်6လောက်ပိုင်း7ဆောင်းရဲနဲ့စပြီးဆောင်းပွဲပြန်ပြင်မယ်။ဒါဆိုရင်ဒီကလေးတွေဆောင်းပွဲပြန်ပြင်ဖို့အတွက်ဒီကလေးတွေကကျွန်တော်အစိုးရအကြောင်းကိုပြန်တက်ပြီးတော့စာပြန်ကြက်ရမှာလား။စာပြီးပြန်ပြီးတော့တင်ကြမှုခံရမှာလား။ ဒါမှမဟုတ်မိမိအိမ်မှာပဲစာအုပ်တွေပြန်ရှာပြန်ရှာပြီးတော့စာပြန်လေ့လာမှာလားမေးစရာတွေရှိပါတယ်မေးစရာတွေရှိပါတယ်အဲ့တော့ဒီဒီမေးခွန်းကိုကျွန်တော်ဒီကနေ့ပညာရေးဝန်ကြီးဌာနကိုကျွန်တော်မေးထားတယ်မေးထားတယ်အခုလက်ရှိကျွန်တော်တို့ဘော်ဒါကျောင်းတွေမှာဘော်ဒါကျောင်းတွေမှာကျွန်တော်ကျောင်းသားကျောင်းသူပြန်ခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်ချက်သိန်းကချက်သိန်း20နဲ့ချက်သိန်း50အဲ့ဒီအတွင်ပေါက်တယ်အဲ့ဒီငွေချေကိုပညာရေးဝန်ကြီးဌာနကဝင်ရောက်စစ်ဆေးတားရှိရင်ရှိမရှိနံပါတ်1နံပါတ်2ကတော့ကျွန်တော်လက်ရှိကျောင်းအစိုးရကျောင်းတွေမှာတက်ခဲ့ကျောင်းသားကျောင်းသူတွေ သူတို့ဗမာစာပြန်သင်ရမှာလဲတနည်းအားဖြင့်ဗျာဗမာစာပြန်နှွေးရမှာလဲအစိုးရဖန်တီးပြမှာလား